အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့စစ်ပွဲတွေတိုင်းမှာအများအားဖြင့်နိုင်ပြီးပြန်လာတဲ့ဒါဝိတ်အပေါ်မှာမနာလိုစိတ်ဝင်မိတဲ့ရှောလူရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဂေါလျက်ကိုဒါဝိတက်ပြီးတဲ့နောက်မှာဘုရင်ရှောလူကဒါဝိကိုစစ်တက်ခေါင်းဆောင်ခန့်အပ်လိုက်ပါလေ။ဒါဝိကတိုက်ပွဲတွေအများကြီးပေါ်အနိုင်ရလို့နမေကြီးလာပါလေ။စစ်ပွဲနာပြီးဒါဝိပြန်လာတဲ့အခါတိုင်းမှာအမျိုးသမီးတွေကရှောလူအထောင်ထောင်ဒါဝိအတောင်တောင်ဆိုပြီးတချင်းဆိုကောက်ဟောင်ကြပါလေ။ဒါနဲ့ရှောလူကဒါဝိကိုမနာလို့ဖြစ်လာပြီးတတ်ဖို့ကြိုးစားလာပါတော့လေ။ဒါဝိကဆောင်းကိုကောင်းကောင်းတီးတက်ပါလေ။ဒီနေ့ရှောလူအတွက်ဒါဝိဆောင်းတီးပေးနေတော့မှာပဲ။ သူ့ရဲ့လှန်နဲ့ဒါဝိကိုပစ်ပေါက်လိုက်ပါတယ်။ဒါဝိအချိန်မီရှောင်းလိုက်လို့လှန်ဟာနေရာမှာသွားဆိုင်နေပါတယ်။အဲဒီနောက်ပိုင်းရှောလူဟာဒါဝိကိုတတ်ဖို့ခဏခဏကြိုးစားပါတော့တယ်။နောက်ဆုံးဒါဝိထွက်ပြေးပြီးတောကန္နာရမှာပုန်းနေရပါတော့တယ်။ဒီလိုနဲ့ရှောလူဟာစစ်သား၃000နဲ့ဒါဝိကိုလိုက်ဖမ်းရင်ဒါဝိနဲ့သူ့လူတွေပုန်းနေတဲ့ဂူရဲကိုဝင်မိသွားပါတယ်။ဒါဝိလူတွေကရှောလူကိုတတ်ဖို့အခွင့်အရေးပဲလို့ပြောကြတော့ ဒါဝိဟာရှောလူနာသွားပြီးဘရင်အင်ကြီးဆောင်ဖျက်ယူလိုက်ပါတယ်။အဲ့ဒါကိုရှောလူတိတော်ဦးတိလိုက်ပါဘူး။ဘုရားသခင်ဗိတ်သိပ်ပေးထားတဲ့ဘရင်ကိုမလေးစားရရောက်သွားလို့ဒါဝိနောင်တရမိပါတယ်။သူ့လူတွေကိုလည်းရှောလူကိုအထိတ်ထိုက်ခိုင်းပါဘူး။ဒီနောက်ဘရင်ရရရင်ဘရင်ကိုမတက်ခဲ့ဘူးလို့ရှောလူကိုနှမ်းအောင်ပြောပြပြီးရှောလူရဲ့စိတ်ကမပြောင်းလဲသွားပါဘူး။ဒါဝိကိုလိုက်ဖမ်းနေတော့ပါပဲ။ညဒါဝိနဲ့သူ့ ျောလူရဲ့တပ်စခန်းလေးကိုခိုးဝင်ကြပါတယ်။ျောလူရဲ့တပ်တော်ဆောင်အာဘာနာလည်းအိတ်ပြော်နေပါတယ်။လူရှဲကအခွင့်အရေးပဲ။သူ့ကိုတပ်ပြရစေ။လှန်နဲ့နှစ်ချက်တောင်မထိုးတစ်ချက်ပဲထိုးပြရစေလို့ပြောတာတော့ဒါဝေးကဖျားသခင်ပဲျောလူကိုဆင်းရင်ပါစေ။သူ့ရဲ့လှန်နဲ့ရေဘူးပဲယူသွားရအောင်လို့ပြောပါတယ်။ဒါဝေးဟာျောလူတပ်စခန်းကိုမြင်ရတဲ့အနီးနားကတောင်ပေါ်တက်သွားပြီးအာဘာနာမင်းကြီးကိုဘာလို့မကောက်ွယ်ရလဲ။ဘရင်ရေဘူးနဲ့လှန်တဲ့မမလဲလို့အုံပြီးတော့ ရှောလူကဒါဝိအတန်ကိုမှတ်မိသွားပြီးမင်းငါကိုတတ်နိုင်ရက်နဲ့မတက်ခဲ့ဘူးမင်းဟာနောင်တက်မဲ့ဘရင်ဖြစ်လိမ့်မယ်ဆိုတာငါသိပြီလို့ပြန်ပြောလိုက်ပါတယ်ရှောလူဟာဒီလိုနဲ့နန်းတို့ကိုပြန်သွားပါတယ်ရှောလူမိသားစုရဲ့ရှောလူမိသားစုထဲမှာလဲဒါဝိကိုမုန်းနေတဲ့သူတွေလည်းရှိနေကြပါသေးတယ်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်ဂျေဇုတင်ပါတယ်ခင်ဗျာ